လုံချံခရောက်ပြီးကွယ်လွန်ခဲ့သူနိုင်ငံရေးမဟာမိတ်ချာလီဂော့ဖ်အတွက်အရပ်ဆိုင်ရာအမြင့်ဆုံးဂွန်ပြုစုကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုရင်ချီးမြှင့်ပေးရခဲ့ပါတယ်။အော်တိုဘာ၁၄ရက်နေ့ကအင်ပီရိုမှာပြုလုပ်ခဲ့တဲ့အခမ်းအနားမှာကော့ဖ်အစားကြံရည်သူဇနီးတဲ့အရီကာကော့ဖ်ကိုထရမ့်ကသမ္မတရဲ့လွတ်လပ်ရေးဂွန်ပြုစုတစ်စိတ် Medal of Freedom ကိုပေးရခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးတက်ချွတ်အလို့ရှားသူတူဖြစ်တဲ့အသက်၃၀နှစ်အရွယ်ကော့ဖ်ဟာစက်တင်ဘာလရုံးကယူတာပြည်နယ်တက္ကသိုလ်တစ်ခုထဲမှာ ။ကျောင်းသားတွေနဲ့စကားဆက်ထိုးနေတဲ့အချိန်မှာတနက်သမားတူဦးကပြက်ခတ်လှုပ်ချမ်းမှုကြောင့်တိတ်ဆုံးခဲ့ရပါတယ်။တနက်သမားကိုတော့33နိုင်အကြာမှာပဲဖမ်းမိထားပါတယ်။ကော့ဖာရွေးကောက်ပွဲကြုံမဲဆွေမှုတွေမှာ Trump အတွက်အကိုစားပြုပြီးလူငယ်တွေကိုတတက်ကြွကြွအစည်းအရုံးကြီးဆင်းခဲ့တယ်လို့အောင်မြင်မှုတွေလည်းရရှိခဲ့တာပါ။အထူးသဖြင့်သူဟာ conservative အမြင်ရှိတဲ့ငယ်ရွယ်တဲ့မျိုးဆက်ကိုနိုင်ငံရေးနဲ့ပုံမထိတွေ့ဖို့ Trump ကိုထောက်ခံကြဖို့မဲဆွယ်ပေးနိုင်ခဲ့ပါတယ်။ Golf ကွယ်လွန်ခဲ့တာတလားရှိပြီဖြစ်ကြောင်း သူတည်ဆုံးမှုအတွက်အားလုံးနာကျင် ထိခိုက်ခံစားနေရစေ ဖြစ်ကြောင်းကော့ဖာတကယ်ကိုထုခဲ့ပြီးယုံကြည်ချက်အတွက်ဘယ်တော့မှအယက်တက်မဲ့သူမဟုတ်ကြောင်းထရမ့်ကညွှန်းဆိုခဲ့ပါတယ်ဆေးလုံရှာပြီးဝန်ထဲနေဟန်ရှိတဲ့အရီကာကခင်မွန်အစားစုတစိုက်ကိုလက်ခံယူခဲ့တဲ့နောက်အခုခါသူခင်မွန်ဟာစစ်မှန်တဲ့အာဇာနည်တဦးနဲ့ထိုက်တန်တဲ့တရဖူကိုစောင်းခွင့်ရနေပါပြီလို့ပြောကြခဲ့ပါတယ်ကော့ဖာဘဝတစ်လျှောက်လုံးမှာအမေရိကန်အတွက်အမှန်တကယ်လိုအပ်တယ်လို့သူယုံကြည်တဲ့အရာတွေကိုပဲလုပ်ခဲ့တယ်လို့လည်းအရီကာကဆိုပါတယ် ထရမ့်ကတော့ Gulf ကိုလှုပ်ကြံခဲ့တဲ့နောက်ွယ်မှာလက်ဝဲစွန်နိုင်ငံရေးအင်အားစုတွေရှိနေတယ်လို့ဆက်ဆဲခဲ့တယ်လို့လှုပ်ကြံသူကလည်းတည်တံစင်တဲ့နယ်လို့အတိတ်အလင်းဝေဖန်ထားပါရဲ့ရှင်